你老弟啊，我爱你。看来，没事干嘛不要了？俺撸马的，事干嘛不要了？妈的逼的！我们那片棉布笼漏了啊！事干嘛不要了？看来，你摸嘛好不啦？啊！看来事干嘛不要了？事干嘛被他们欺负了啊？哎，事干嘛不要了你？ 他来，你妈他来！哎，朋友，朋友，朋友，朋朋。里有？哎，俺俺罗马的俺，你没有爸爸了？你妈给我媳妇的手机也出来啊？你不认扔啊？你妈了个逼呢！我媳妇的手手手机都在，我也不扔啊！操你妈了个逼！ 啊，罗马的没有包的啊，俺面面那个对，是了。了哎呀，那些开道了没那那多。没都搞什么？哦、搞什么？你高上哦。哦。都这样嘛。干么不要去。了。北门北向几条路？没买啊。啊，罗马的。 啊，没没没，凭我没搞什么，没搞事啊。过完米，过完米。啊，老板过完米，别嘛。干了，把这个过完米。啊，老板了。过完米给他看下了，你该走了。我，哎，今天我们又坐到过来了，坐这边这里啊的，肩膀看了，坐到累了，没给你讲好不好？啊，先放车牌，你妈了个逼了，在墓地店整你妈了个逼真的，在墓地啊，给我拿。 ရွှေဆိုင်ဖွင့်ရန်သွားသည့်အမျိုးသမီးကိုလူတစုကကားဖြင့်ဖမ်းဆီးခေါ်ဆောင်သွားရန်ကုန်တိုင်းတာကေတာမြို့နယ်တွင်ယနေ့မတ်လ၁၈ရက်နနက်ပိုင်းကရွှေဆိုင်ဖွင့်ရန်သွားသည့်အမျိုးသမီးတဦးကိုကားတစ်စီးဖြင့်လူလေးဦးကဖမ်းဆီးခေါ်ဆောင်သွားပြီးနောက်ပျောက်ဆုံးနေကြောင်းဒေသခံများနှင့်မိသားစုနှင့်နှိဆက်သူကမက်ဆီမောက်ကိုပြောသည် တာကေတာမြို့နယ်ရှိအမတ်ဈေးတွင်လင်းလက်ရွှေစင်ရွှေဆိုင်မြည်ဖြင့်စိုင်ဖွင့်လက်ထားသည့်ဒေါ်ဆန္နာလင်းခေါ်မိထုတ်သည့်ယနေ့နနက်9နာရီဝန်းကျင်အချိန်ကယင်းနေအိမ်ရှိရာထူပါယုံ22လမ်းမဈေးတို့အတော်လမ်းထိပ်၌အသင်းဆောင်ဆိုင်နေသည့်လူလေးဦးကကားပေါ်ဆွဲတင်ကဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည် မနက်ကဆိုင်ဖွင့်ဖို့သွားတဲ့အချိန်လမ်းထိပ်မှာရက်ထားတဲ့ offer အဖြူကားတစည်းပေါ်ကနေလူလေးယောက်ဆင်းလာပြီးဆွဲခေါ်သွားတာသူတို့လုပ်ပုံကမသိရင်တမီးစားရန်ဖြစ်တဲ့ပုံစံမျိုးနဲ့လောက်ကြတော့ဘေးကလူတွေကလည်းဝင်မဆွဲရဘူးဝင်ထားဖို့လုပ်တဲ့သူကလည်းကိုနဲ့မဆိုင်ရင်ဝင်မပါနဲ့ဆိုပြီးပြောသွားတယ်ဟုဖြစ်စဉ်ကိုသိရှိထားသည့် data ခန့်တအူးကပြောသည်ဖန်စီခေါ်ဆောင်ခံရသည့်ရွှေဆိုင်ပိုင်ရှင်အမျိုးသမီးသည် တာကီတာမြို့နယ်ထူပါယုံ20နှစ်လမ်းရှိနေအိမ်တွင်တဦးတည်းနေထိုင်သူဖြစ်ပြီးနေ့စဉ်ရွှေဆိုင်သို့စိုက်ကားသို့မဟုတ်သုံးမီးစိုက်တွဲဖြင့်အသွားပြန်လုပ်လေ့ရှိသူဖြစ်ကြောင်းမိသားစုနှင့်နီးစပ်သူကပြောသည် ထို့သို့ဆိုင်ဖွင့်ရန်အသွားရောက်သည့်အချိန်တိုင်းရွှေဆိုင်ဖွင့်လျရန်လိုအပ်သည့်ရွှေတဲ့ပစ္စည်းများကိုနေ့စဉ်တည်ဆောင်လေးရှိသည်ဟုနိစ္စတူများထံမှသိရသည်သူကဆိုင်ကရွှေတွေကိုနေ့စဉ်လွယ်အိတ်တစ်လုံးနဲ့အိမ်ပြန်တည်လေးရှိတယ်ဒီနေ့မနက်ကလည်းအဲ့လွယ်အိတ်နဲ့ပဲဆိုင်ဖွင့်ဖို့သွားတဲ့အချိန်အခုလိုဖန်းစည်းခေါ်ဆောင်ခံလိုက်ရတာသူနဲ့တူရွှေတပိတာလောက်ပါသွားပါတယ်ဟုမိသားစုနဲ့နိစ္စတူကပြောသည် ဒေသတွင်ပြန့်နှံ့နေသည့်တရင်အရာလူရက်သူများအသုံးပြုသည့်မော်တော်ယာဉ်သည်လိုင်စင်မဲ့ယာဉ်တစည်းဖြစ်ပြီးဖြစ်စဉ်ဖြစ်ပွားခဲ့သည့်ထူပါယုံ၂၀၀နှစ်လမ်းတို့လာရောက်နေသည်မှာတပတ်ကျော်ခန့်ရှိနေပြီဖြစ်ကြောင်းဒေသခံများကဆိုသည်လက်ရှိတွင်ဖြစ်စဉ်ဖြစ်ပွားခဲ့သည့်နေရာအနီးတွင်စစ်ကောင်စီတပ်နှင့်ရဲတပ်ဖွဲ့များရောက်ရှိလာကစစ်ဆေးမှုများပြုလုပ်နေကြောင်းသိရသည်